ဒီနေ့ဒီချိန်ဒီကာလတစ်ခုထိမှာအသက်ရှင်ကြံခဲ့တဲ့သူတွေကို message တစ်ခုပေါ့နော် message တစ်ခုပေးချင်တာလေကတကယ်ကိုထိထိရောက်ရောက်သူတို့စီရောက်သွားရဲဆိုတဲ့အခါကျတော့ဒါဘုံမျိုးရဲ့ရည်ရွယ်ချက်အဲလုပ်ရတဲ့အလုပ်လေးအောင်မြင်တယ်လို့ပဲဘုံမျိုးခံစားရတယ်ပေါ့နော်ဒီနားထောင်တဲ့ပြိတ္တတွေမပြောနဲ့ညမှာကိုယ်တိုင်နောက်မှသူရေးတဲ့အချိန်မှာပြန်နားထောင်တဲ့အချိန်မှာသူ့သူငိုပြီး မြင့်ရကြရတယ်ပေါ့နော်ဒါဗုံးမီစီရောက်လာတဲ့အချိန်မှာလည်းဗုံးမီကိုယ်တိုင်လည်းမြင့်ရကြရတယ်ဟိုနောက်ဆုံးနေရာလေးပေါ့ငါတို့ affection လုံးလေးမှာပေါ့အဲ့ဒီနေရာလေးဟိုသွင်းတဲ့အချိန်မှာလည်းအကုန်လုံးကငြိမ်သွားကြတာပေါ့နော် affection လုံးလေးမှာဟို monetization အောင်ထားတဲ့ Facebook page တချို့ရဲ့ YouTube channel တွေကနေတော့ဗုံးမီကိုငွေဝင်ပါလိမ့်မယ်အဲ့ဒီငွေရနေငွေတွေအကုန်လုံးကိုဝင်တဲ့အချိန်မှာအားလုံးလည်းပွင့်လင်းမြင်သာအောင်ဗုံးမီတို့ချင်းချင်းပေါ့နော်ချင်းချင်းတိုင်းမှာအဲဘယ်သူကတော့ဘယ်လောက်ရရတယ်ဘယ်ကနေဘယ်လောက်ရရတယ်တော့ဗုံးမီတို့တိုင်ပင်ပြီးတော့နောက်ဆုံး ရတဲ့ငွေလေးကိုအာဒီပြန်လည်ထူထောင်ရေးနေရာတခုခုစဉ်းစားပြီးလှူပေးသွားပါမယ်ဟုတ်ဘယ်လိုအတွေးလေးရလဲဆိုတော့ဘုမျိုးဒီငလျင်ဆလှုပ်ပြီးတော့အာတရက်နှစ်ရက်လောက်ထင်ပါတယ်အဲ့မှာဆပြီးတော့ဒီအိမ်ကြီးပြိုးတယ်အာအထဲမှာလူတွေပိတ်မိရယ်ပေါ့နော်အာတချို့ဟိုအဲ့တရင်နေကြားတဲ့အချိန်မှာမိအရင်လိုမျိုးစိတ်ကပြန်ပြီးညညတွေအိမ်မရတဲ့ စိတ်တွေပြန်ဖြစ်လာပါဘောနော်စိတ်စိတ်မပျော်တဲ့အဲ့လိုမျိုးစိတ်တွေပြန်ဖြစ်လာတယ်ပြီးတော့ဘာလုံးကြမလဲဆိုပြီးတော့အိမ်မှာအဲဆန်းချောင်းလမ်းမှာအလှခံခဲ့ရတယ်ပေါ့နော်အလှခံခဲ့ရတယ်အဲ့ဒီအလှခံလေးစတဲ့အချိန်မှာမင်းအာဒီတချင်းလေးရေးပြီးတဲ့ညမှာနဲ့စကားပြောဖြစ်တာပေါ့ကိုတယောက်တည်းလားဆိုတော့မဟုတ်ဘူးညဘက်အိမ်မရသူပါဖြစ်နေရတော့သူအိမ်မရဘူးဗာညတယောက်တယောက်ဖြစ်တဲ့ feelings တွေပြောရင်းရနေပြီးတော့အာနင်းတို့ညာနဲ့ပတ်သက်ပြီးတချင်းလေးရေးပါလားပေါ့နော်ငါဆိုချင်တယ်ပေါ့ဒီကပ်ဘေးဆုံးမှာအသက်ရှင်ကြံခဲ့တဲ့ သူတွေအတွက်ပေါ့နော်ဟိုဘယ်လိုစိတ်လေးနဲ့ဆက်ပြီးရှင်သန်ကြမလဲဆိုတဲ့အကြောင်းလေးကငါတို့ UTV ရေးရအောင်ပေါ့နော်ဆိုရအောင်ဆိုပြီးပြောလိုက်တာအဲ့မှာသူကလည်း emotional အရန်ဖြစ်နေရောဒီဟာပေါ်မှာစိတ်ကတအားရောက်နေတဲ့ခါကျတော့သူညရင်းနေမဲ့ရေးပြီးတော့နောက်နေ့မနေ့မိုးလင်းတဲ့ခါကျတော့မျိုးပို့ထားပို့ထားတော့သဘောကျတယ်ကြိုက်တယ်ပေါ့နော်ဆူညံစီခဲရှင်ခွေရလူလေအဲ့ချင်းလေးနားထောင်နေချိန်မှာကြိုက်တယ်ပေါ့ကြိုက်တော့ ဒီစင်းလေးဆိုရင်တော့ငါတယောက်တည်းဆိုတာတက်ဒါ group song ပုံစံလေးလုပ်ရင်ကောင်းမှာပဲဆိုတော့အတွေ့လေးရှိရပါတော့။အဲ့ဒီအမောက်လည်းပြောတယ်အမအဲ့လိုလေးလုပ်ချင်တယ်ဆိုတော့ဒါအမသဘောပဲအမဆန္ဒပဲလုပ်ပေါ့။ပြီးပြီးတော့ဒီစံကြောင်းလမ်းမှာလှူခံတဲ့အချိန်မှာပြီးပြီးအကုန်လုံး request လုပ်တယ်ပေါ့နော်။လာပြီးတော့ဟိုလူအားလောက်အားဒါနာလာပြို့ဘောကတ်လောက်တော့ဒါယူရဖြိုးဆိုတာလေဟိုးသူ PC လေးကလေးဘွားလေးရပုံမင်းနဲ့က ရှင်နေပြီးသားခင်ခဲ့ပြီးသားညီမလေးဖြစ်တော့အဲ့ဒါယူဝေးသမီးအားလည်းလာခဲ့ပေါ့ဆိုတော့သူတို့အိမ်မှာဘုန်းကြီးတို့နှစ်ရက်သုံးရက်အလှခံတဲ့အချိန်မှာနှစ်ရက်တိတိသူတို့နေဘူးထဲမှာတောက်လျှောက်ပင်ပန်းခံပြီးတော့လာပြီးတော့အလှခံပေးခဲ့ကလေးတွေပေါ့အဲ့ဒီမှာဘုန်းကြီးကဒါသူတို့ရဲ့လှုပ်အားသူတို့ရဲ့စေတနာဘုန်းကြီးအတိမတ်ပြုတ်ချင်တာလည်းပါတယ်အဲဒါကြောင့်အာယူရနဲ့တဆင်ပဲကလေးတွေပေါ့နော်ဒီချင်းလေးအမလောက်ဖို့ရှိရဲအားလုံးပါဝင်ပေးချင်တာပေါ့ဟို ဘယ်လိုပြောမလဲဒီပတ်စံတော့မပေးနိုင်ကွာဟိုအတန်ကုတို့အနေနဲ့ပါဝင်ပေးနိုင်မလားဆိုတဲ့ပုံစံမျိုးပေါ့အဲ့ချိန်မှာပဲအားလုံးကလည်းဟာပါမပေါ့ဆိုပြီးပြောတဲ့ချိန်မှာโอเคအဲ့ဒါဆိုရင်ဒီသချင်းတို့တော့အမှတ်တရလေးဖြစ်သွားငါတို့ဒီအလူခံဌာနမှာအလူခံခဲ့တဲ့အာပြင်ပန်းခံခဲ့တဲ့ကလေးတွေနဲ့ပဲအမှတ်တရလုံမယ်ဆိုပြီးမျိုးလို့ဖြစ်သွားတယ်။ဒီနေ့ကူမတန်းများမယ်အေးချာအချိန်ကြီးမှပြောင်းစောင်းလေး တချင်းကကြတော့လုံမယ်ဆိုတဲ့အချိန်နဲ့ထွက်မယ်ဆိုတဲ့အချိန်နဲ့ဈာထဲမှာအချိန်ခဏလေးပဲရခဲ့တာပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့အဲဒီတချင်းလေးလုံမယ်ဆိုပြီးဒီဘက်အတီးအပ်ထားပြီးတဲ့အချိန်မှာလဲအာဘုံမီရောဒီညီရင်ထိဆင်းပြီးလူကိုသွားလိုက်တာ哦။သွားပြီးပြန်ရောက်มาဒီတချင်းလေးကိုလောက်ကြာဆိုတော့အရန်အချိန်အတိုင်းတာနည်းနည်းလေးအတွင်းမှာဟိုအပီအစီမြ мян မြ мян နဲ့တုံးပြီးလောက်ရတာပေါ့နော်။ဆိုတော့ခါကြတော့ဟိုလိုအပ်ချက်လေးတော့ရှိကောင်းရှိနိုင်ပါတယ်။ဒီတဲ့မကပြန်လာထောင်းတဲ့အချိန်မှာအများကြီး အဲပိုကောင်းအောင်လုပ်လို့ရရဲဆိုတာတွေလည်းဘူးလိုလိုအပ်ချက်လေးတွေ့တယ်ဒါပေမဲ့လည်းအဲရတဲ့အချိန်လေးမှာအဲဒီတယောက်ကြောင်းတယောက်မသိသေးတဲ့အခုဒီသင်းလေးမှာမှစာဆုံးဘူးလေကလေးတွေအားလုံးကအဲအပေကြီးများများနဲ့ဒီသင်းပေါ်မှာဟိုမာယာမပါပဲပေါ့နော်အဲသူတက်ကဟိုဘယ်လိုပြောမလဲဟိုပညာသားမပါပဲနဲ့အကောင်းဆုံးတချင်းလေးကို support လုပ်ပေးကြတယ်အာဟိုဒီ UI လေးတို့ဟိုဆိုဖီယာတို့နန်းညီတို့တွင်းတဲ့အချိန်မှာဆိုဒါပို့မျိုးမရှိဘူးမန်လေးရောက်နေတာပေါ့နော် ပြန်ရောက်มาပို့ပြီးတော့တသက်တည်းရခွဲသွင်းရတာပေါ့ဆိုတော့သူတို့ဆိုလဲသူတို့ကသူတို့လေးအဆင်ပြေတာလေးလုပ်ထားကြတယ်နောက်တစ်ခုကဒါပို့မိသဘောဆန္ဒအတိုင်းပဲဒီစင်းပေါ်မှာဘာမှဟို complain တက်တာစောရကတက်တာမရှိဘူးဒါလေးကနင်းဒီညာလေးဆိုလိုက်ငါဒီညာလေးဆိုလိုက်ဆိုပြီးတော့ဟုတ်ကဲ့ဟုတ်ကဲ့ဆိုပြီးတော့ဆိုသွားကြတဲ့ကလေးလေးကြီးပဲပေါ့နော်အဲ့တော့ဘာပဲပြောပြောပြန်တွေးမယ်ဆိုရင်တော့ဟိုရလကပီတိဖြစ်စရာလည်းကောင်းပါတယ်ဂျင်းနဲ့စရာလည်းကောင်းပါတယ်ဒီနေ့ဒီချိန်ဒီ ကာလတစ်ခုထိမှအသက်ရှင်ကြံခဲ့တဲ့သူတွေကို message တစ်ခုပေါ့နော် message တစ်ခုပေးချင်တာလေကတကယ်ကိုထိထိရောက်သူတို့စီရောက်သွားရဲဆိုတဲ့အခါကျတော့ဒါဘုံမီရဲ့ရည်ရွယ်ချက်အဲလုပ်ရတဲ့အလုပ်လေးအောင်မြင်တယ်လို့ပဲဘုံမီခံစားရတယ်ပေါ့နော်။ဘာပဲပြောဒီသချင်းလေးကဟိုဒီနားထောင်တဲ့ပရိသတ်တွေမပြောနဲ့ညမှာကိုယ်တိုင်နောက်မှသူရေးတဲ့အချိန်မှာပြန်နားထောင်တဲ့အချိန်မှာသူ့အတူငိုပြီး မြေကြီးကြရတယ်ပေါ့နော်ဒါဘုံမီစီရောက်လာတဲ့အချိန်မှာလည်းဘုံမီကိုယ်တိုင်လည်းမြေကြီးကြရတယ်နောက်တစ်ခုဘုံမီတို့ငွေစင်တို့နဲ့ဒီသချင်းလေးစသွင်းတဲ့နေ့မှာလည်း arrangement တွေစီစဉ်ကြရတဲ့ဟိုနောက်ဆုံးနေရာလေးပေါ့ငါတို့အသက်ရှင်လုံးလေးမှာပေါ့အဲ့ဒီနေရာလေးဟိုသွင်းတဲ့အချိန်မှာလည်းအကုန်လုံးကငြိမ်သွားကြတာပေါ့နော် ਦੇ ကြပါတယ်ဒီသချင်းလေးကဟို ပုံမီတို့ပေးချင်တဲ့ message လေးတစ်ခုပုံမီတို့အသက်ရှင်နေဆုံးကာလလေးမှာတဦးနဲ့တဦးနဲ့ဟိုဖေဖေမမနဲ့ဂျင်ဂျင်နာနာနဲ့ဟိုမတေချာတဲ့မနှက်ဖြန်လေးအတွက်ဒေါသတွေမောဟတွေမရှိကြဘဲနဲ့အဲအေးအေးချမ်းချမ်းလေးဖြတ်သန်းစေချင်တဲ့ message လေးတစ်ခုကတော့အားလုံးရင်ထဲကိုရောက်သွားလိမ့်မယ်လို့ထင်ပါတယ်။ရှင်သန်ချင်းဆိုနာမည်လေးကတော့ဒါကလေးတွေနဲ့ပုံမျိုးနဲ့အားလုံးဝိုင်းဝန်းပြီးတော့ဟိုပေးလိုက်တဲ့နာမည်လေးပေါ့ ဟိုတချင်းလေးစရေးပြီးတဲ့အချိန်မှာဟိုမရှိသေးဘူးခေါင်းစဉ်မပေးရသေးဘူးပေါ့မပေးရတဲ့အချိန်မှာဘလို့ပေးကြမလဲဒီဟာလေးခေါင်းစဉ်လေးကဒီတချင်းလေးပုံလုံးပေါ်မှာလဲကိုစားပြရမယ်နားထောင်မဲ့သူအားလုံးရဲ့ယဉ်နေကိုလဲရောက်နိုင်မဲ့အာခေါင်းစဉ်တစ်ခုချက်ရမယ်ဆိုပြီးအားလုံးတိုင်ဝင်ပြီးတော့ပြစ်တာပါကျဒီရရတဲ့ အဝင်ဝင်ပေါ့ဒါအခုဆို YouTube တင်မှာကလေးတွေ YouTube တင်မှာတင်တယ်ဘုံမီ YouTube မှာတင်တယ်နောက် YouTube Entertainment YouTube မှာတင်တယ်နောက် Facebook page လေးတွေမှာတင်တယ်ပေါ့ Facebook page ကတော့အာတချို့ဒါဘုံမီ page နဲ့တခြား page လေးတွေကတော့ဝင်ဝင်မယ်ပေါ့တချို့ဟာလေးတွေကတော့ဒါကလေးတွေလည်းသူတို့တင်ပါစေနောက်ပြီးတော့ဒီသင်းလေးလည်းအားလုံးစီပြတ်ပါစေဆိုတဲ့စိတ်နဲ့ပဲတင်ကြတာပေါ့နော်အဓိကအဲ main income ရနိုင်မှာတော့တချို့ page monetization အောင်ထားတဲ့ Facebook page တချို့ရဲ့ YouTube channel တွေကနေတော့မမျိုးငွေဝင်ပါလိမ့်မယ်။အဲ့ဒီငွေနဲ့ငွေတွေအကုန်လုံးကိုဝင်တဲ့ချိန်မှာအလုံးလဲအပွင့်လင်းမြင်တာမျိုးတို့ချင်းချင်းပေါ့နော်ချင်းချင်းချင်းမှာဘယ်သူကတော့ဘယ်လောက်ရရဲဘယ်ကနေဘယ်လောက်ရရဲတော့မျိုးတို့တိုင်ပင်ပြီးတော့နောက်ဆုံးရတဲ့ငွေလေးကိုအာဒီပြန်လဲထူထောင်ရေးနေရာတခုခုစဉ်းစားပြီးလုပ်ပြီးတော့ပါမယ်။ငွေနေဖူမတမ်းများမေကေချာအချင်းတိုင်းငယ်မှာပြောင်းဆုံးလင်းနေမြ Chorus လေးကတော့ဒါ ဘယ်လိုပြောမလဲအဓိကဒီသချင်းတစ်ပုတ်လုံးမှာရဲ့ဟိုခွန်အားပေးရရဲ့နောက်တစ်ခုတိုက်တွန်းထားတဲ့နေရာလေးပေါ့ရှင်သင်ချိန်မှာတန်ဖိုးထားကြရတဲ့အရာရာမပိုင်ဆိုင်တဲ့လောကမှာပေါ့စာသားလေးကတော့ရူးရူးရှင်းရှင်းလေးပဲဒါပေမဲ့တွေးကြည့်လိုက်ရင်ဒါအမှန်တရားပဲဥမျိုးတွေဒီမျက်နှာဖြောင်းအောင်ကိုကိုယ်ကမပိုင်ဘူးဆိုတော့ဒါယူလဲအားလုံးနဲ့ခံစားသိနေတဲ့အချိန်လို့ထင်ပါတယ်အချိန်တန်ကြီးမပြောင်းစုံနေ ကိုယ့်ရဲ့ရှင်တန်ခြင်းဒီဒီနေ့နောက်ဆုံးဖြစ်ဖြစ်မယ်မနေ့ပြန်နောက်ဆုံးဖြစ်ဖြစ်မယ်ပေါ့နော်ဒါမှမဟုတ်အဲခဏနေနောက်ပို့ပြီးမတေချာတဲ့အနေထားမျိုးတွေလည်းကြုံတွေ့ထားရမှာဒါဟိုဘယ်လိုပြောမလဲသင်္ခါရတရားပေါ့နော်တဘာဝဖြစ်ရတဲ့ပြသွားတဲ့သင်္ခါရတရားဖြစ်တဲ့အခါကျတော့အဲ့ဒီနေရာစာသားလေးအရင်ကြိုက်ပါတယ်အလုံးလဲအဲ့ဒီစာသားလေးကြိုက်မယ်လို့ထင်ပါတယ်အလုံးကရှင်တန်ခြင်းမှာတယောက်နဲ့တယောက်တမူထားစိတ်ချပါတယ်နာစင်ရရှိရမြဝေးဖေးမှာ